တောက်ကြသားသမီးစေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကိုတပတ်စာအေကန္တာဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်15ရက်6လ2025နေ့ပြီးတော့27ရက်6လ2025အတွင်းမှာတောက်ကြသားသမီးတွေနဲ့ဘာတွေတွေ့ကြုံနိုင်ရလဲဆိုပြီးတော့အတိတ်တန်ပြုတ်ပြီးတော့အေကန္တာသမီးကိုကြည့်တဲ့အခါမှာဒီတစ်ပတ်တကာလမှာတောက်ကြသားသမီးတွေနေနေဟာလုပ်ငန်းအသစ်တွေလောက်ကန်ရတဲ့ပါတယ်လုပ်ငန်းအသစ်တွေစတင်ရတဲ့တည်းနော်အဲ့တော့ရရစရာရှိတဲ့ငွေကြေးတွေပြန်ရလာတဲ့တည်းအဲ့တော့အလုပ်အကန်ကိစ္စတွေဆိုရင်လည်းအလုပ်က2မျိုးနှစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်အဲ့တော့အကြီးအကဲဆရာသမားတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိတတ်တယ်အကြီးအကဲတွေဆရာသမားတွေရဲ့အကူအညီရရှိတတ်တယ်ဒီအချိန်ကာလမျိုးမှာဘဝကအသုံးဝင်တဲ့ပညာရမျိုးတွေရတတ်တယ်အဲ့တော့တင်နန်းတွေတက်ကြတယ်ပြည်နောက်ချက်ကလူမျိုးပွဲလူမျိုးသားတွေရဲ့အကူအညီထောက်ပံ့ပေးတာကိုဂျုံတွေ့ရတတ်တယ်အဲ့တော့နိုင်ငံရေးအခြေအနေပတ်သက်တဲ့ကိစ္စသူတို့ကြအစဉ်ပြေအောင်မြင်တတ်ပါတယ်အဲ့တော့ငယ်ရွယ်သွင်းငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်လည်း အခြေအကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်ရုပ်တရက်အိမ်အောင်ကြတာမျိုးတွေကြုံတွေ့တတ်ပါတယ်တောက်ကြသားမျိုးတွေအိမ်အောင်ကြတဲ့ဒါမျိုးကြုံတွေ့ရတတ်တယ်အိမ်ပြင်ရတာမျိုးတွေအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်အလုပ်ထဲမှာပဲအလုပ်ကောင်းနေရာကောင်းတွေရတတ်တယ်အလုပ်ကင်မရှိသေးတဲ့သူတွေဆိုရင်လည်းအလုပ်အကင်အခွင့်အလမ်းကနှမျိုးနှစ်ခု ပေါ်ပေါက်လာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ထူးခြားချက်အနေနဲ့ကလုပ်ငန်းအသစ်တွေအောင်မြင်မဲ့ကာလာမျိုးဖြစ်ပါတယ်အကြီးအကဲတွေ ဆရာသမားတွေမိတ်ဆွေအပေါင်းအသင်းတွေအကူအညီထောက်ပံ့ကောင်းတွေကိုရရှိမဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာ အောက်ကြသားသမီးတွေအနေနဲ့ကစကားပြောဆိုတွေတတိထားမှာဖြစ်ပါတယ်စကားတွေအရှုပ်ရှင်းတွေဖြစ်တတ်တယ်နော်ဒီချိန်ခါမျိုးမှာသူတော်ဘာကိစ္စတွေဂျားတွေကနေအာမခံပေးတာမျိုးတွေဂျားတွေကနေလိုက်ပြောတာမျိုးတွေမလုပ်သင့်ပါဘူးအဲ့တော့ခရီးကိစ္စတွေမှာခရီးစဉ်ကြံ့ကြာတာမျိုးတွေနော်ခရီးစဉ်နှောင့်နှေးတာမျိုးတွေအခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အခက်အခဲလေးတွေကြုံတွေ့တဲ့ကာလမျိုးဖြစ်ပါတယ်။ကြံ့ညာတာမျိုးတွေအခက်အခဲတွေ့တာမျိုးတွေကြုံတွေ့တဲ့ကာလမျိုးဖြစ်ပါတယ်။အဲတောက်ကြသားသမီးတွေလည်းဒီဘက်တည်းကာလမှာသတိထားမယ့်ကိစ္စကတော့ခရီးကိစ္စရဲ့နောက်စကားပြောဆိုကိုကစေတနာနဲ့ပြောတဲ့စကားနော်ကိုကကောင်းလို့ခြင်းလို့ပြောတဲ့စကားတွေကတစ်ဖက်လူကအထင်လွဲတာမျိုးတွေနားကြားလွဲတာမျိုးတွေကို့ဘောအမြင်ဆောင်းသွားတာမျိုးတွေအဲ့တော့ကြုံတွေ့တဲ့ကာလမျိုးဖြစ်ပါတယ် အဲ့ဒီတပတ်ကာလမှာတောက်ကြတာသူတွေနေနဲ့အကျိုးပေးတဲ့ကဏန်းနေနဲ့ဆိုရင်တစ်တူတစ်တူ6တူအဲ့လိုကဏန်းလေးအကျိုးပေးပါတယ်နော်အကျိုးပေးတဲ့အရာအနေနဲ့ကအဖြူရောင်အကျိုးပေးပါတယ်တောက်ကြတာသူတွေဒီဘက်ကာလမှာအရေးကြီးကိစ္စတွေတောစကားပြောတဲ့အချိန်ခါမှာငွေကြီးကိစ္စတွေတောစကားပြောတဲ့အချိန်ခါမှာလက်ကင်ပေါ်အဖြူလေးဆောင်သွားတာပဲဖြစ်ဖြစ်နော်အင်းရဲ့ဖြူလေးဝတ်သွားတာပဲဖြစ်ဖြစ်အဖြူရောင်ကကိုယ့်အတွက်ကံကောင်းစေမယ့်အရာ ကံမြင့်ကံပွင့်စင်တဲ့အရာမျိုးဖြစ်ပါတယ်။အော်ဒီတစ်ပတ်ကဒီတစ်ပတ်ကာလမှာတောက်ကြသားသမီးတွေအနေနဲ့အញ្ញံခိုက်ပြေပြောက်ဖို့ဆိုရင်မိမိအိမ်ဖေးအားမှာဂန်းကော15ညလူတန်းပေးပါ။အဲ့တော့ဂန်းကော15ညလူတန်းပေးခြင်းအပြင်တောက်ကြသားသမီးတွေဒီတစ်ပတ်ကာလမှာဝေကြီးကိစ္စတွေအလောက်ကန်ကိစ္စတွေစီးပွားရေးကိစ္စတွေဟာသူသူကြစားအစဉ်ပြေအောင်မြင်လာမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေဒီတစ်ပတ်ကာလမှာအဲကျွန်တော်မိတ်ဆွေ တောက်ကြသားသူများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဘေးပြာတွေဝေးကွာကြပါစေကျန်းမာချမ်းသာကြပါ